ီနေ့မှာဆိုလို့ရှိရင်တော့အများသူက Orchid တောင်းဆိုနေကြတဲ့ဖုန်းလုံးဖြစ်တဲ့ Redmi ရဲ့ Note 15 Pro Plus လေးကိုဖူးရယ်ပြလို့ပြီးသွားမှာလည်းဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ User Review Tech Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ကိုဒီရက်ပိုင်းမှာလာမင်းနေကြတဲ့ Note 15 Pro Plus လေးကိုလုပ်ပေးပါဦး။ဘာညာဆိုပြီးတော့ ပြောနေကြတဲ့သူတွေလည်းရှိတယ်။ကျွန်တော်ကိုယ်တိုင်လည်းဗီဒီယိုတစ်ခုတင်ထားတာပေါ့နော်။အဲဥမာ Note 15 Pro Plus ကိုမဝယ်နဲ့အောင်ဈေးကြရလေးစောင့်လိုက်ပါအောင်ပါညာဆိုပြီးတော့ပြောခဲ့တယ်။အခုချိန်မှာဆိုရင်လည်း Note 15 Pro Plus ကဈေးလည်းတော်လေးကိုကျသွားပြီတော့ကြောင့်ဝယ်လို့လည်းတော်လေးကိုကောင်းသွားပြီเนาะအဲကြောင့်မလို့ဒီနေ့မှာဆိုလို့ရှင်တော့ကျွန်တော်ကဒီ Note 15 Pro Plus ရဲ့ full review လေးကိုလာပြီးတော့ တင်ပေးတာလည်းဖြစ်ပါတယ်အဲကျွန်တော်တို့ဒီနေ့ review နဲ့ဘယ်သူမှထောက်ပံ့ထားမှာမဟုတ်ကျွန်တော်ကိုယ်တိုင်ဝယ်ပြီးတော့တေးချာလေးဆန်းပြီးတော့တုံးထားတဲ့ဖုန်းပေါ့နော်အကြောင်းမလို့တကယ်ဝယ်လိုက်လို့ရတဲ့ feeling တခုနဲ့တော်တော်လေးထထူကြမယ်လို့ထင်တယ်အကြောင်းမလို့ video လို့ခုပဲစိုက်တာပေါ့စပြောရမယ်ဆိုလို့ရှင်တော့ Note 15 Pro Plus က Note 14 Pro Plus နဲ့ဘာမှမဆိုင်တော့ဘူးဆိုတဲ့အနေအထားမျိုးစရောက်သွားတဲ့ကဏ္ဍအနေနဲ့စပြောရလိမ့်မယ်။ဘာလို့လဲဆိုတော့ဒီကောင်ရဲ့ design ဘိုင်းရောဘာညာရောအကုန်လုံး display တွေရောတော်တော်လေးပြောင်းသွားတယ်လို့ပြောလို့ရတယ်။ အဲဒီကောက်မှာဆိုလို့ရှိရင်တော့ design language နဲ့ပဲစပြောရမယ်ဆိုတော့သူ့ရဲ့ design language ကကျွန်တော်ကတော့သဘောကျတယ်အဲသဘောကျတယ်ဆိုတာကကျတော့ကျွန်တော်ကဒီ note folding pro plus နဲ့ရှင်းမယ်ဆိုလို့ရှိရင်တော့အရင်သဘောမကျအောင် note folding pro plus ကိုတော့ကျွန်တော်ကနည်းနည်းလေးပို့ပြီးတော့သဘောကျရလို့ပြောလို့ရတယ် note 15 pro plus ကိုကျတော့ကျွန်တော်အဲ့လောက်ထိသဘောကျရတဲ့ထဲမှာမပါဘူးလို့ပဲပြောရမှာပေါ့နော်သူက cover တက်လိုက်လို့ရှိရင်ရတဲ့ feeling ကပို့ပြီးတော့စိုးတယ်လို့ကျွန်တော်ကတော့ထင်တယ် cover ချွတ်ထားမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုး ဗီဒီယိုထဲမှာမြင်ရတဲ့အမြင်တွေကပိုလှရယ်ဆိုရင်ပဲအဲအဲ့လိုမျိုးပေါ့နော်ကာဗာတက်လိုက်လို့ရှိရင်မြင်ရတဲ့ look ကပိုပြီးတော့တန်စောရယ်လို့ပဲပြောရမှာပေါ့နော်အကြောင်းမလို့ကျွန်တော်ကတော့ကာဗာမတက်တာလေးကိုပိုပြီးတော့သဘောကျတယ်ဒါပေမဲ့တခုရှိတာကာဗာမတက်ဘူးဆိုဒီဖုန်းကတော်တော်ချောတယ်သူအနောက်ဘက်က glass နဲ့လုပ်ထားပြီးတော့ဘေးပေါက်နေရာလဲ aluminum frame နဲ့ပေါ့နော်အကြောင်းမလို့ဒီဖုန်းကပိုပြီးတော့ ချောနေဆိုရခံစားချက်မျိုးခံစားရတယ်။သူရဲ့နောက်ဘက်ကတော့ cover ကတော့ဒေဂျာဘော့ကိုတက်ကင်မှာအစီအပြေလိုက်မှာ။ဒါပေမဲ့သူ့ဘူးထဲမှာပါတဲ့ cover ပဲတက်မယ်ဆိုရင်လည်းမလှပြန်ဘူးပေါ့နော်။ဆိုတော့အမှန်တကယ်နဲ့မလုံတော့စက်ကူကန့်တာပေါ့နော်။ဆိုတော့ဖြစ်နိုင်တယ်ဆိုလို့ရှင်တော့ cover လေးကိုတခြားအနေဝယ်ပြီးတော့တက်ဖို့တော့အကြံပေးချင်တယ်။မဟုတ်ဆိုတော့ဒေဂျာဘော့ကြာပြီးတော့ကွဲနိုင်ကြီးကတော်တော်လေးတော့များရတယ်ပေါ့နော်။သူ့ရဲ့ weight ကိုပြောရမယ်ဆိုလို့ရှင်တော့ 211g ရှိတယ်။ဒီဖုန်းကနည်းနည်းလေး၄ရက်ထဲမှာတော့ပါတယ်။အဲနည်းနည်း၄ရက်အကြောင်းရင်းရတယ်သူ့မှာအများကြီးရှိတယ်။အဲနောက်ပိုင်းညာရင်ဆက်ပြီးတော့ ပြပြပေးသွားမယ်ပေါ့နော်ဆိုတော့အခုချိန်မှာဆိုလို့ကျွန်တော်ဒီဖုန်းကကန်ရတဲ့ feeling ဘာညာတာတကားတော့တကယ်ကို flagship ကေလာ flagship ဖုန်းလုံးကိုကန်နေရတယ်ဆိုတော့ခံစားချက်မျိုးတော်တော်ကြီးခံစားရတယ်လို့ ပြောလို့ရတာဗောနော big quality တော်တော်ကောင်းတယ် comfortable တော်တော်ဖြစ်တယ်အပြီးတော့ကြက်ကြက်လင့်တယ်လက်ထဲမှာကန်ရတာတော်တော်လေးစင်ပြေတဲ့အနေအထားမျိုးလေးမှာတော့ရှိတယ်ဗောနော်အပြီးတော့သူ့ရဲ့ဘေးပေါက်နေရာလဲသူကလုံးဝ flat ပုံစံမျိုးလေးဖြစ်သွားတယ်ဒီ note 14 pro note 14 pro plus မှာတော့ကျွန်တော်ကသူကနည်းနည်းလေး cut ထားရဲဆိုမယ်ဒီကောက်မှာကျွန်တော်မ cut တော့ပဲနဲ့ကျွန်တော်ဒီ quad cut ပုံစံမျိုးဖြစ်သွားတာဗောနော်ဥပမာ၄ဘက်၄ဒံစလုံး cut သွားတာဆိုတော့အရင်ကြီး cut နေတာမျိုးမခံစားရဘူးအဲတုံးရတဲ့ feeling တခုကအများကြီးပို့ပြီးတော့တိုးတက်ပြီးတော့ကောင်းသွားတယ်ဆိုတော့ညင်းလို့မရတဲ့အချက်တွေတန်းမှာ ပါလို့ပဲပြောရမှာပေါ့နော်သူ့ရဲ့အဓိကအားသာရနောက်ထပ်ချက်ကိုကျွန်တော်တို့စပြီးတော့ပြောအောင်အဲ့ဒါပါလဲဆိုလို့ကျွန်တော်သူ့ရဲ့ display ပေါ့နော်သူ display ဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့ဖုန်းတွေက6.67ပဲသူတို့သုံးနေကြ display panel ညာနေအခုချိန်မှာသူတို့ထပ်ပြီးတော့နောက်ပိုင်းဖုန်းတွေမှာပြောင်းသွင်းမိလိုက်တဲ့ panel တစ်ခုဖြစ်တဲ့6.83 inches ကိုသူကကြီးသွားတယ်အဲ့ပြီးတော့သူကဒီကြီးတဲ့အပြင်မှာသူဗျက်လက်တော်တော်လေးကျယ်တယ်လို့ပြောလို့ရတာပေါ့နော် 6.83 inches အကျယ်ရှိတဲ့ AMOLED display ကိုသုံးထားပေးတယ်။120 Hz refresh rate ရတဲ့ HDR10+ Dolby Vision 1 billion colors ဓာတ်ရိုက်ကုန်လုံးရတယ်ပေါ့နော်။ပြီးရင်သူ့ရဲ့ peak brightness ကိုကြည့်မယ်ဆိုရင်လည်း3200 nits သူကထည့်ထားပေးတယ်။အဲကြောင့်မလို့ display panel quality ကတတော်ကြီးကောင်းတယ်။တတော်ကြီးကောင်းတယ်။သုံးရတဲ့ feeling မှာဟိုက mic နေတယ်ဆိုတော့ခံစားချက်မျိုးကအချိန်တန်းကိုခံစားနေရတယ်ပေါ့နော်။ဥပမာ Note 14 Pro Plus နဲ့ရှင်းမယ်ဆိုရင်တော့ဒီကောင်အများကြီး display panel quality မှာ ပိုကောင်းလာတယ်ဆိုတာညင်းလို့မရဘူးအပြည့်တော့ quad cut တွေလေးဖြစ်သွားတဲ့အကြောင်းကြည့်ရတဲ့ experience မှာဒီဒီ viewing angle ရာစာ immersive တော်တော်လေးဖြစ်တယ်ဆိုရယ်ခံစားချက်မျိုးကခံစားရတာကိုကျွန်တော် detail display panel ကိုဒီရဲ့အဓိကအားသာချက်တွေတွေကတခုလို့ပြောလို့ရတာပေါ့နော်ပြီးတော့သူ့ရဲ့ဒီ OLED display ဖြစ်တဲ့ကြောင့် under display fingerprint ရတယ်သူ့ရဲ့ under display fingerprint ကလည်း accurate ဖြစ်တယ်မြန်တယ်သူ optical ပဲတုံးထားပေးတယ်ပေါ့ဒါပေမဲ့တခုရှိတာက ကျွန်တော်တို့ကဒီအပိုင်းမှာ ultrasonic တွေသုံးတာများတော့ optical တစ်ချက်ချက် x-ray မဖြစ်ဘူးနည်းနည်းလေးလေးလေးဆိုရဲခံစားချက်မျိုးတွေတော့ခံစားရတယ်တကယ်တကယ်ကဒါအဲ့လိုခံစားနေရတာကြောင့်ကျွန်တော် ultrasonic တွေသုံးတာများလို့ပေါ့နော်ပုံမှန် optical ပဲသုံးထားတယ်ဆိုရင်တော့ဘာမှတိတ်အပြစ်ပြောစရာမရှိဘူးလို့ပဲပြောရမှာပေါ့နော်ပြီးတော့နောက်ထပ်သူ့ရဲ့အားသာချက်တွေကတခုထပ်ဖြစ်လာတာဘာလဲဆိုရင်တော့သူ့ရဲ့ haptic motor သူ့ရဲ့ haptic motor ကလည်းဗျာဟိုပြီးခဲ့တဲ့နှစ်တွေတုန်းကလည်းတော်တော်ကြီးကောင်းပါတယ်ဒါပေမဲ့ဒီချိန်မှာဆိုရင်တော့ဗျာ flagship phone လုံးမှာရတဲ့ haptic motor လောက်ထိကိုတော်တော်ကြီးကောင်းလာတာကိုကျွန်တော်တော်လေးသဘောကျတယ်အဲနှိပ်လိုက်တဲ့အချိန်တိုင်းမှာဗျာမုတစ်ခုက flagship phone လုံးသုံးနေရတယ်ဆိုတော့ခံစားချက်မျိုးခံစားရတာတော့ကျွန်တော်တော်လေးသဘောကျတယ်ဒါမျိုးအသေးစားသိကျင်တယ်ဆိုလို့ရှိရင်တော့အဲ့လိုဖုန်းဆိုင်တွေဘာတွေမှာကြုံလို့ရှိရင်တွားပြီးတော့ဒီ Note 15 Pro Plus ရဲ့ haptic motor လေးကိုကလေးကြည့်ပေါ့နော်အဲ့ကျရင်ဘလောက်ကောင်းလဲဘလောက် solid ဖြစ်လဲဆိုတာကိုသိသွားလိမ့်မယ်လို့ပဲကျွန်တော်ပြောချင်တယ်ပြီးတော့နောက်ထပ်အားသာချက်အတူထပ်ဖြစ်တာဘာလဲဆိုတော့သူ့ရဲ့ speaker speaker ကလည်း stereo speaker ကိုသုံးထားပြီးပြီးတော့အတန်တော့ကတော်တော်ညီတယ် အောက်ဘက်ကလည်းဒီ55လောက်ထွက်တယ်ပေါ်ဘက်ကလည်း55 40လောက်ထွက်တယ်အတန်အတွက်နှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော်တော်ကြီးကောင်းတဲ့ speaker quality တစ်ခုမှရှိရလို့ပြောလို့ရတယ် stereo မှသူကကြတော့ဒီ Dolby Atmos နဲ့ပါလောက်ထားတာဆိုတော့ speaker quality တော်တော်ကြီးပိုကောင်းလာတော့သတိထားမိတယ်ပိုလဲကျယ်တယ် clarity လဲပိုကောင်းတယ်အတန်အတွက်လည်းတော်တော်ကြီးမိုက်သွားတာကိုကျွန်တော်သတိထားမိတာတော့ဒီ phone ရဲ့နောက်ထပ်အားသာချက်တွေတခုပေါ့နော်ပြီးတော့မပြီးသေးဘူးနောက်ထပ်အားသာချက်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ battery ်ဘက်ထရီကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်ကအကိတ်မှအကိတ်ကြီးဘက်ထရီကိုသူကထည့်ထားပေးတယ်ပေါ့နော်အဲသူတို့ထုံးစံနိုင်မယ်ဆီလီကွန်ကာဗွန်မှ8000 mAh ကိုသူကထည့်ထားပေးတယ်ဘလောက်အားခံလဲကျွန်တော်ပြောပြမယ်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်တနေ့ကိုအားနှစ်ခါသုံးခါလောက်သွင်းရတဲ့ထဲမှာပါတယ်9000 9500လောက်ထိကိုအဲ့လောက်ပြင်ပြန်သွင်းရတာပေါ့နော်ဒီဖုန်းမှာဆိုရင်ဗျာတစ်ချိန်သွင်းရုံနဲ့တနေ့လုံး AAC သုံးရတဲ့နေသားတစ်ခုမှရှိတယ် ကျွန်တော်လောက် daily usage ကို share သုံးတာကျွန်တော်ပဲရှိတယ် Google Map တွေရော Bluetooth တွေရောအာဂျန်နာဟိုဖွင့်ဒီဖွင့်ပြီးတော့နောက်က app တွေလည်းကျွန်တော်ကဘယ်တော့မှပြန်ပြီးတော့ freeze လုပ်လိုက်တာမရှိဘူးပုံမှန်အားဖြင့်ကျွန်တော်ကတောက်တောက်ဖွင့်ထားတာရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေနဲ့အကုန်လုတာတော့မှဒီဖုန်းကအာတော်တော်ကြီးခံတာကိုသတိထားမိတယ်ဆိုတော့တေးကြတယ်ဖုန်းပေါ့ပါလောက်ပဲသုံးမယ်ချလိုက်သုံးလိုက် တိတ်ပြီးတော့ဒီ screen တိုင်းတိတ်မများတဲ့သူမျိုးဆိုလို့ရှင်အာနှစ်ရက်လောက်ထိ AAC သုံးလို့ရတဲ့နေသားတစ်ခုမှရှိလိမ့်မယ်လို့ကျွန်တော်ပြောချင်တယ်။အပြင်သွင်းမယ်ဆိုလို့ရှင်လည်းဘူးရက်မှာတခါရဲသူက90 watt ဆက်ကိုဘူးရက်မှာတခါရဲထည့်ထားပေးတယ်။အာ9000ကိုပြန်သွင်းတာဆိုတော့90 watt နဲ့တောင်မှနည်းနည်းလေးတော့ကြာတယ်အချိန်ပေးရတာပေါ့နော်။မိနစ်90လောက်တော့အချိန်ကြာတယ်။အဲ့လောက်ပြန်ပေးလိုက်မယ်ဆိုလို့ရှင်တော့နှစ်ရက်လောက်ထိ AAC သုံးလို့ရတယ်ဆိုတော့ရတယ်ဒီဖုန်းရဲ့အဓိကအားသာချက်တွေကတခုလိုပဲပြောရမှာပေါ့နော်။ဒါကိုကြည့်ချင်းအပြင်များနောက်ပိုင်းဒီဖုန်းလောက်ကောက်မှာတော့ဘယ်လောက်ထိ technology တွေမြင်လာလဲဆိုတော့ဒါမျိုးတွေကိုကြည့်လို့ရှိရင်တော့ကိုယ့်ကကိုယ်ရင် မြင်နိုင်မှာလို့ကျွန်တော်ကတော့ထင်တာပေါ့နော်ပြီးတော့သူ့ရဲ့ဒီ performance ပေါ့နော် performance ကိုကြည့်မယ်ဆိုတော့ तू က Snapdragon မှာပြီးခဲ့တဲ့နှစ်ကသူ့ရဲ့ဒီညီတော်ဖြစ်တဲ့ဒီ Snapdragon 7S Gen 3ကနေဒီချိန်မှာဆိုရင်တော့ 7S Gen 4ကို तू ကတုံးထားပေးတယ် performance ကဘယ်လိုနေလဲဆိုလို့ရှိရင်တော့ကျွန်တော်အခုဒီမှာမြင်အောင်လို့ performance လေးကိုဒါပြပေးထားတာပေါ့နော်ဒါဘယ်လောက်နဲ့ညီမျှလဲဘာညာပေါ့နော် ဆိုတော့ daily usage လောက်ပဲသုံးမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကတော်တော်ကြီးစင်ပြီပြင်နဲ့ smooth ဖြစ်သုံးလို့ရတာတော့ဒေထားမိတယ်။ game တွေပါဆော့မယ်ဆိုလို့ရှိရင်တော့အဲအရန် graphic မြင့်တဲ့ game တွေဆော့မယ်ဆိုတော့နည်းလေးပူတယ်နည်းလေးရုန်းကန်တာတွေတော့ရှိတယ်ဆိုရင်ပုံမှန်အားဖြင့်များ daily usage လောက်ပဲသုံးမယ်။အပေါ်ပါဒီ media consumption လောက် game ပေါ်ပါလောက်ပဲဆော့မယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကတော်တော်ကြီးစင်ပြီတဲ့ performance တစ်ခုမှာရှိရလို့ပြောခြင်းတယ်။ပြီးတော့ဒီဖုန်းမှာနောက်ထပ်အားသာချက်တစ်ခုကကျွန်တော်အခုဒီကောင်ကိုဆန်းနေတာတော်တော်လေးကြာပြီ။ဒါမဲ့ကျွန်တော်ဗီဒီယို edit တွေလုပ်တယ်ဖိုတို edit တွေဒီပေါ်မှာလုပ်တယ်ဒါတော့မှ ဒီဖုန်းကအရင်ကြီးပူတက်လာတာမျိုးကျွန်တော်လုံးဝမခံစားဘူးအဲ့ဒီဥစ္စာလေးတခုတော့ကျွန်တော်ဒီတာမန် problem လေးတော်လေးထိန်းနိုင်နေဆိုတာလေးကိုလည်းတော်တော်လေးသဘောကျတယ်လို့ပြောချင်တာပေါ့နော်ဆိုတော့ delivery day shop ကိုသုံးမဲ့ဆိုရဲသူတခါတော့ဘာမှပြောစရာမရှိတော့ဘူး flagship phone လုံးသုံးနေရတယ်ဆိုရဲခံစားချက်မျိုးကတန်းနဲ့ကိုခံစားမနေတာမျိုးမှာတော့ရှိနေမှာပေါ့နော်ပြီးအကုန်လုံးမျောလင့်ထားတာကိုတိတ်ပြီးတော့မဖြစ်လာတာတော့ကင်မရာပိုင်းပေါ့နော်ကင်မရာကိုကြည့်ရမယ်ဆိုလို့ရှင်တော့၃လုံးထည့်ထားပေးတယ်50 megapixel main ရယ်50 megapixel tele ရယ်8 megapixel ultra wide လုံးရယ်ကိုသူကတုံးထားပေးတယ် အဲဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ပြင်ပြောရမယ်ဆိုရင်တော့ဒီထက်ပိုပြီးမျောလင်းပြီးတော့အမှန်ပဲဒါပေမဲ့ကင်မရာမှာတော့ Note 14 Pro Plus နဲ့စင်တူနီးပါပဲအဲ့ဒီပုံထွက်အတိုင်းပဲဒီကောက်မှာလည်းရနေသေးတယ်လို့ပြောလို့ရတယ်အရင်ကြီးတိုးတက်ပြောင်းလဲလာတာတော့ကျွန်တော်တိတ်ပြီးတော့မတွေ့ရဘူး daylight တွေအချိန်တွေမှာအဲဆိုလို့ရှိရင်တော်တော်လေးစင်ပြီးတဲ့ပုံတွေကိုဖန်တီးနိုင်တယ်မှောင်ရည်မျိုးစားတို့ညဘက်တွေမှာဆိုလို့ရှိရင်တော့နည်းလေးပုံထွက်ကရုန်းကန်တာတွေရောရှိရ Ultra wide ကလည်းအရင်ကြီးတော့အဆင်မပြေဘူး color switch လည်းရှိရအရင်ကြီးကျွန်တော်ကတော့အားမရတဲ့အထက်မှာ အထရောဘက်ကတော့ပါနေသေးပဲလို့ပဲပြောရမှာပေါ့နော်ဆယ်ဖီမှာဆိုတော့တိုးတက်ပြောင်းလဲမှုလေးတွေ့ရတယ်32မက်ကပါပဲဆယ်ရတယ်အဲပြီးတော့ तू ကဒီထုံးတမ်းတိုင်းပဲဒီ white လဲလို့လို့ရတာဆိုတော့နည်းနည်း ultra white ပုံစံမျိုးလဲရိုက်လို့ရတာဆိုတော့ selfie ကျွန်တော်တောင်းတောင်းမရိုက်ဖြစ်တဲ့သူတော်မှကျွန်တော်မှနည်းနည်းစမ်းစမ်းပြီးတော့ click ပြီးတော့ရိုက်မိတဲ့အထိကိုသူရဲ့ selfie တတိလူမဲ့ကပ်ပြီးဆက်ပြောင်းလဲသွားတာလေးရလဲတော်တော်လေးအင်ပြည့်ရလို့ပဲပြောရမှာပေါ့ဒါပေမဲ့ video quality မှာလည်းနည်းလေးလိုအပ်ချက်ရှိနေသေးတယ်လို့ကျွန်တော်ကမြင်တယ် background ရိုက်မယ်ဆိုရင်လည်း 4K 30fps ပဲရပြီးတော့ selfie နဲ့ရိုက်မယ်ဆိုရင်လည်း 1080p 60fps ကြီးပဲရတယ်ပြီးတော့ video quality ကကင်မရာတော့အဆင်မပြေဘူးအကြောင်းမလို့ video ရိုက်ချင်တဲ့သူတွေတော့ကတော့ vlogging လုပ်မယ်ဆိုတဲ့သူတွေတော့ကတော့ဒီဖုန်းကတိတ်ပြီးတော့ အဆင်မပြေနိုင်ဘူးဓပုံတော့ရိုက်မယ်ဆိုတော့ပို့ပြီးတော့အဲ suitable ဖြစ်တယ်လို့ပဲပြောရမှာပေါ့နော်ဒီကောက်မှာ IP rating လည်းပါတယ် IP rating ကတော့သူက IP68 IP69 တိရတယ်အကုန်လုံးဒီဖုန်းတွေစယူကြော်ညာကလေးကမြင်ကြမှာပါရေလည်းပြစ်ချပြရတာနဲ့ဒေဝိတွေထည့်ပြီးတော့မီးရေနဲ့ကြော်ပြတာဘာညာလုံးပြတာဆိုတော့ဒီဖုန်းကတော်တော်လေးအကျန်းခံမဲ့ ဖုန်းဆိုတော့သေကြတယ်ဒါပေမဲ့ဗျာဒီလောက်နူးရွာလှပနေတဲ့ဖုန်းကြီးဒီဖုန်းမှာဆိုလို့ရှိရင်ဒီဇိုင်းကာလာဘာညာကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းအဖြူအောင်လေးကိုမှအဲ့လိုမျိုးကနုတ်ပုံစံမျိုးလေးတွေဘာလေးတွေပါနေရလေးတွေလည်းရှိတာဆိုတော့ကျွန်တော်တို့မလုံရဘူးဗျာအကြောင်းမလို့တတတတလေးနဲ့အေးစေးအစင်ပြေပြေလေးပဲသုံးမယ်ဆိုတော့ပို့ပြီးအစင်ပြေလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တာပဲပေါ့နော်ကျွန်တော်အဲ့လိုမျိုးလေးလည်းသုံးပါလို့လည်းအကြံပေးခြင်းနဲ့အဲဒီကောက်မှာဘာတိတ်အားမရတာရှိလဲဆိုလို့ရှိရင်တော့ UFS က2.2ပဲ ပါတဲ့အချက်ပေါ့နော်အပြီးခဲ့တဲ့ဒီ Note 14 Pro Plus တောင်မှပြောပြောဆိုဆိုနဲ့512ကလောက်ဆိုလို့ရှိရင်3.1အထိရွေးလို့ရရဆိုမှဒီကောက်မှာတော့2.2အထိပဲပါတဲ့အချက်ကတော့ကျွန်တော်သိပြီးတော့သဘောမကျဘူး app အဝင်ထွက်တွေ data အကူပြောင်းနေမှာနည်းလေးလေးတယ်ဆိုတော့အာနည်းလေး smooth တိတ်မဖြစ်ဘူးဆိုတော့ခံစားချက်မျိုးခံစားရတယ်။ maybe ya 3.1လောက်သုံးမိမယ်ဆိုရင်တော့မစိုးဘူးပေါ့။ဒါပေမဲ့တခုရှိတာကသူကကျန်တဲ့ဘိုင်းတွေမှာမြင့်ပေးလိုက်တာဆိုတော့အဲ့ဒီဘက်မှာနည်းလေးပြန်ပြီးတော့ short လိုက်တယ်လို့ပဲပြောရမှာပေါ့နော်။ လက်ခံပေးရမှာ哦လက်မခံပေးလို့လည်းမရဘူးသူကဒီတစ်ခုပဲ2.2တစ်ခုတည်းနဲ့ပဲသူကထုတ်ထားပေးရဆိုတော့လေဆိုပြီး overall on our conclusion ပြန်ချုပ်ပြီးပြောပြရမယ်ဆိုရင်ဒီဖုန်းကတော်တော်များများအတွက်အဆင်ပြေတယ်ဥမာပြန်ကိုကငွေ70သိန်း70သိန်းအခုဆိုရင်ပြန်ထွက်ရခြင်းတော့ဆို74သိန်း15သိန်းကျော်တော့မဝယ်နိုင်ဘူးလို့ပြောခဲ့တယ်မလားဒီချိန်မှာဆိုလို့ရှိရင်တော့70သိန်း70သိန်းမှာပြန်ဒီဖုန်းပြင်ရွေးစရာမရှိဘူးကျွန်တော်တန်းပြောတာမရှိဘူးဒီဖုန်းမဲ့ရွေး ဒီအရမမယွင်းရင်ကျန်တာကျွန်တော်တို့လည်းညှိုးပေးရတော်တော်လေးခိုက်တယ်။ကင်မရာကောင်းညင်လား၊ဟက်ပစ်မော်တာကောင်းညင်လား၊ဒစ်စပလေးမိုက်ချင်လား၊စပီကာကောင်းညင်လား၊မီဒီယာကွန်ဆန်ပရှင်ကောင်းလုပ်ချင်လားအကုန်လုံး all rounder အရာတကယ်ကိုအဆင်ပြေတဲ့ဖုန်းပေါ့နော်။ဒါပေမဲ့ main key ရေဆိုတော့ဒီဖုန်းကတိတ်အဆင်မပြေလောက်ဘူး။အဲ့ဒါတခုကျွန်တော်ပြောပြောဖို့ကြံခဲ့တာ။ဘာလဲဆိုလို့ရှင်တော့ display site က ဘက်ကအရန်ကျယ်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့မှဒီမှာဟော့ဘတ်တစ်ပတ်လက်ကမရှိဘူးပေါ့နော်ဒါကြောင့်ကျွန်တော်လက်ကတော်တော်ကြီးရတယ်မှာပါတယ် main clear ရေဆိုလို့ရှင်တော့ဖုန်းကချောတယ်လေးတယ်အဲလက်ကလည်းအဲ့လို200တုံးမှအဆင်ပြေမယ်ဆိုလို့ရှင်တော့ဒီဖုန်းကပြုတ်ကျနိုင်ရည်လည်းများတယ်အကြောင်းလို့ main clear ဆိုတော့တိတ်အဆင်ပြေမှာမဟုတ်တော့ဘူးကျွန်တော်ကထင်တယ်ယောက်ျားလေးအတွက်ဆိုလို့ရှင်တော့တော်တော်လေးအဆင်ပြေပြီးတော့သုံးလို့ကောင်းသွားတဲ့ဖုန်းထဲမှာဖြစ်သွားရတယ်လို့ပဲပြောရမှာပေါ့နော် ပြီးတော့နောက်ထပ်မကြိုက်တာဆိုလို့ရှိရင်တော့ဒါရှောင်းမီဖြစ်တဲ့တော့ကြောင့်노디နောက်ကြတာတော့ China Broadway ပါနေတာတော့ဒါမျိုးလေးတော့แน่လေးစိတ်ကတိကောင်းဖြစ်စရာလေးတော့ရှိရဒါလေးတော့แน่လေးဒီခံနိုင်နေဆိုရင်တော့ဒီဖုန်းကတော်တော်လေးအဆင်ပြေတဲ့ဖုန်းလုံးဖြစ်တယ်လို့ပြောချင်တယ်ကျွန်တော်လည်းမေးမယ် brother ဆိုလို့ရှိရင်တော့ဒီဖုန်းဝယ်မှာလားဆိုရင်တော့ကျွန်တော်ကတော့ပြောနေစရာမလိုပါဘူးဒီဖုန်းကကျွန်တော်ဝယ်ပြီးသုံးနေတဲ့ဖုန်းဖြစ်တဲ့တော့ကြောင့် ကျောင်းသားဆိုရင်လည်း daily usage အနေနဲ့သုံးပြနေတဲ့ဖုန်းလုံးဖြစ်ပါတယ်လို့ပြောနေတယ်ပဲဒီနေ့ဗီဒီယိုလေးမှာပဲဆုံးသက်ချင်ပါတယ်လူချင်းမင်းတော့ Note 15 Pro Plus နဲ့ပတ်သက်ပြီးတော့ဗာတိချင်တာလေးဗာပြောချင်တာလေးရှိလေမိမိရဲ့ထင်မြင်စားချက်လေးတွေပြောချင်တာလေးတော့အောက်က comment ထဲမှာဝင်ပြီးတော့မှတ်ငယ်ပြလို့ရပါတယ်ဖိလစ်ပါကျွန်တော်ရဲ့ဗီဒီယိုလိုကြည့်ရှုမယ်ဆိုလို့ရှင် V မန်လေးခံပြီးတော့ကြည့်ရှုပထမမြစ်တာရဲ့ခံကျင်ပါတယ်ကြည့်ရှုအားပေးကြကြရတယ်ဒီဥတျောက်ချင်းစီတောင်ကျေးဇူးများယူတင်ပါတယ်ကျွန်တော် channel လို့ကြားနေတယ်ဆိုလို့ရှင်လည်း like and subscribe notify bell နဲ့ပဲကူညီပေးလို့မေးပါနဲ့ကြည့်ရှုပေးကြကြရတယ်ဒီဥတျောက်ချင်းစီတောင်ကျေးဇူးများယူတင်ပါတယ်လို့ပြောနေတယ်ပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန် internet ini jarak.